ဘစ်စကစ်ကြီးချင်းလေးထိုးဖို့အတွက်ဆိုရင်ဒီမှာမစ်ကော်တန်ဖူပလိုင်းအမဲဘက်ကိုသုံးပါမယ်အဖြူရဲဒါကတော့ဘစ်စကစ်ရောင်အညိုရောင်လေးပေါ့နော်ဒီနေရောင်သုံးမယ် SI ကတော့2.5 mm နဲ့သုံးပြီးတော့ထိုးပြပါမယ်နော်ကြည့်ဒါဆိုရင်စပြီးတော့ထိုးကြရအောင်အရင်ဆုံး double margarine လေးလုပ်မယ်နော်ရှင်ကိုဒီလိုပတ်မယ်ပြီးသွားရင် နောက်ထပ်အပေါ်ကနေဒီလိုယူမယ်နော် ပြီးရင်ဒီနှစ်ခုရဲ့အောက်ကနေအထိုးပြီးတော့ဒီအပေါ်ရန်ခြေစားကိုဆွဲပါမယ်။ပြီးရင်ချင်းလေးထိုးလိုက်ဒါဆိုရင် double magic ring လေးရတာပြီပေါ့နော်။ဒီတော့ဆိုရင်ဒီ magic ring ထဲမှာ single crochet လေး၈ခါထိုးသွားလိုက်ပါမယ်။ ီလောက်ဆိုရင်ဒီခြေစောက်ကိုအရင်ဆုံးဆွဲလိုက်ဆွဲလိုက်တဲ့ခါကျရင်ဒီမှာကျင်းသွားတဲ့ခြေစောက်ပေါ့နော်ဒီကျင်းသွားတဲ့ခြေစောက်ကိုပြန်ပြီးတော့ဆွဲတင်လိုက်မယ်နော်ဒီလိုဆွဲတင်တဲ့ခါကျရင်ဒီခြေခွင်းကဆေးသွားတယ်ပြီးတော့ဆိုတော့မှဒီခြေစောက်ကိုဆွဲတင်လိုက်ပြတော့ပြဆိုလို့ရှိရင်ဒီမှာ2 4 6 8ပထမဦးဆုံး single crochet ပေါက်ပေါ့နော်ဒီပေါက်လေးမှာသူ့ကိုရှက်ကော်လေးတစ်ခါထိုးလိုက်ပါမယ်ပြတော့ဆိုရင် chain လေးတစ်ခါထိုးမယ် ပြီးတော့ရင်ဒီချက်ကိုထိုးတဲ့ပေါက်ထဲမှာပဲသူ့ကိုစင်ရဲ့ crochet လေးတစ်ခါထိုးလိုက်ပါမယ်။တင်ဒီဘက်ကိုအမှတ်စိတ်လေးမှတ်ထားလိုက်ပါမယ်။ပြီးတော့ဆိုလို့ရှိရင်သူ့ရဲ့ဘေးတစ်ပေါက်ပေါ့နော်။အခုချက်ကိုထိုးတဲ့အပေါက်ရဲ့ဘေးတစ်ပေါက်မှာသူ့ကိုစင်ရဲ့ crochet လေးတစ်ပေါက်ထဲကိုမှသုံးကထိုးသွားလိုက်ပါမယ်။ဒါဆိုရင် single crochet တစ်ခါဒီမှာ single crochet တစ်ပေါက်သေးကိုမှ၃ခါထိုးထားတယ်ပေါ့နော် ူကြပြီဆိုရင်နောက်ထပ် single crochet တစ်ခါပြန်လာမယ်သူ့ရဲ့ဘေးတစ်ပေါက်မှာနော်ပြီးရင်သူ့ရဲ့နောက်ထပ်ဘေးတစ်ပေါက်မှာ single crochet တစ်ပေါက်အသေးကိုသုံးကထိုးပါမယ် ဒါဆိုရင်ဒီနေရာမှာ single crochet တစ်ခါပြီးသွားပြီဆိုရင်ဒီမှာ single crochet တစ်ပေါက်သေးကိုသုံးကန်နဲ့ဒါကိုစုစုပေါင်း၄စုံထိုးသွားလိုက်တယ်နော်ပြီးရင်နောက်ဆုံးမှာဒီအမှတ်ချိန်နေရာလေးမှာနောက်တစ်ဆင့်သွားဖို့အတွက်သူ့ကိုရှက်ကော်လေးထိုးလိုက်ပါမယ်ဒါဆိုရင်နောက်တစ်ဆင့်သွားဖို့အတွက်ချိန်လေးတစ်ခါထိုးမယ်အခုရှက်ကော်ထိုးတဲ့ပေါက်ထဲမှာပဲသူ့ကို single crochet လေးတစ်ခါနဲ့ပြန်စပါမယ်နော်ဒါဆိုရင်နောက်ထပ်တစ်ပေါက်မှာလည်း single crochet လေးတစ်ခါပဲထိုးပါမယ် ဒီအဆင့်မှာတော့ single crochet နှစ်ခါပြီးသွားပြီဆိုရင်နောက်ထပ်တစ်ပေါက်မှာ single crochet သုံးခါတစ်ပေါက်သေးကိုသုံးခါထိုးရတာเนาะမှဆင်ရခရတဲ့ပေါက်တစ်ခါနဲ့နှစ်ခါထိုးရပြီးနောက်တဲ့တတိယတစ်ပေါက်မှာတစ်ပေါက်သေးကိုသုံးခါထိုးရနော်ပြီးတော့ဆိုလို့ရှိရင်နောက်ထပ်ဆင်ရခရချက်လေးတစ်ခါပြန်လာတယ်ဒါကိုတစုံလို့မှတ်မယ်နော် single crochet နှစ်ခါ single crochet တစ်ပေါက်ထဲကိုသုံးခါပြီးနောက်ထပ် single crochet တစ်ခါဒါကိုတစုံပေါ့နော်ဒီဟာကိုစုစုပေါင်း၄စုံထိုးရပါမယ်နော်ဒါဆိုရင်နောက်တစုံကကြတော့ single crochet နှစ်ခါနဲ့ပြန်စမယ်ပြီးကြပြီဆိုရင်ဒီနေရာမှာတစ်ပေါက်ထဲကို single crochet သုံးခါထိုးမယ်ပြီးရင်နောက်ထပ် single crochet တစ်ခါထိုးမယ်ဒါဆိုရင်နှစ်စုံရှိသွားပြီပေါ့နော်ပြီးရင်နောက်ထပ်နှစ်စုံကိုသူဒီဘက်ဘေးမှာထပ်ထိုးလိုက်ပြီနော် ဒါဆိုရင်နောက်ဆုံးထိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအမှတ်ကျိတ်နေရာမှာသူ့ကိုရှက်ကောပြန်ချိန်ပါမယ်နော်ပြတော့ရင်နောက်ထပ်တဆင့်သွားဖို့အတွက်ချိန်လေးတစ်ခါထိုးလိုက်မယ်။ပြီးရင်ဒီချက်ကိုထိုးတဲ့ပေါက်ထဲမှာပဲသူ့ကို single crochet လေးနဲ့ပြန်ဆပါမယ်နော်။ဒါဆိုရင်ဒီနေရာမှာ single crochet တစ်ပေါက်တစ်ခါနဲ့၃ခါအရင်ထိုးမယ်။ဒီအဆင့်မှာက၃ခါပြီးသွားရင်နောက်ထပ် single crochet တစ်ပေါက်သေးကို၃ခါထိုးရမယ်။ ီးကြရင်နောက်ထပ် single crochet တစ်ပေါက်တစ်ခါနဲ့နှစ်ခါထပ်ထိုးမယ်နော်ဒါကိုတစ်စုံလုံးမှတ်မယ်နော်ဒီမှာတစ်ပေါက်တစ်ခါနဲ့သုံးခါထိုးတယ်ပြီးကြရင်တစ်ပေါက်သေးကိုသုံးခါထိုးတယ်ပြီးရင်နောက်ထပ်တစ်ပေါက်တစ်ခါနဲ့နှစ်ခါထိုးတယ်ပေါ့နော်ဒါကိုတစ်စုံထိုးမယ်ဒီဟာကိုစုစုပေါင်း၄စုံပြန်ဆက်ထိုးသွားရပါမယ်နော် ကြောက်ရဆိုလို့ရှိရင်နောက်တစ်ဆင့်သွားမယ်เนาะနောက်တစ်ဆင့်သွားဖို့အတွက်ဒီအမတ်ချိန်နေရာမှာသူ့ကိုရှက်ကောလေးအရင်ထိုးမယ်ကြောက်ပြီဆိုရင်ချိန်လေးတစ်ခါထိုးလိုက်မယ်ကြောက်ရဆိုလို့ရှိရင်ဒီအဆင့်မှာတော့ပထမဦးဆုံးရှက်ကောထိုးတဲ့အပေါက်ထဲမှာစင်ငယ် crochet လေးတစ်ခါထိုးမယ်ပြီးရင်ဒုတိယတစ်ပေါက်မှာ half double crochet လေးတစ်ခါထိုးလိုက်ပါမယ်เนาะပြီးကြောက်ပြီဆိုလို့ရှိရင်တော့ဒီ half double crochet ထိုးတဲ့အပေါက်ထဲမှာပဲသူ့ကိုရှက်ကောလေးတစ်ခါထိုးလိုက်ပါမယ်ဒါကတော့ဘေးအနားတုံလေးတွေထိုးမှာပေါ့เนาะကြောက်ရဆိုလို့ရှိရင်နောက်ထပ် ဘေးတစ်ပေါက်မှာ single crochet တစ်ခါနဲ့ပြန်ဆမယ်ပြီးရင်သူ့ရဲ့နောက်ထပ်တစ်ပေါက်မှာ half double crochet လေးပြန်လာမယ်ပြီးရင် half double crochet ထိုးတဲ့ပေါက်ထဲမှာပဲသူ့ကို shape collar လေးပြန်ထိုးမယ်နော်ပြီးရင် single crochet ပြန်လာပါမယ်နော်နောက်တစ်ပေါက်မှာပြီးရင်သူ့ရဲ့ beaker ရဲ့တစ်ပေါက်မှာပဲ half double crochet ပြန်လာမယ်ပြီးရင် half double crochet ပေါက်ထဲမှာပဲသူ့ကို shape collar ပြန်ထိုးသွားမယ်ဒါဆိုရင်ဒီလိုအနားတုံလေးတွေကိုဒီပတ်ပတ်လေးအဆုံးထိရောက်တဲ့အထိကိုဆက်ပြီးတော့ထိုးသွားလိုက်ပါနော် ဒါဆိုရင်နောက်ဆုံးဘောက်ထိပြီးသားပြီဆိုလို့ရှိရင်သူ့ကိုရှက်ကော်ထိုးတဲ့နေရာလေး sorry အမှတ်ချိန်နေရာလေးမှာရှက်ကော်လေးတစ်ခါထိုးလိုက်မယ်။ပြန်ရင်ချင်းလေးတစ်ခါထိုးပြီးတော့ခြေစားဖြတ်လိုက်မယ်နော်။ပြီးသားပြီဆိုလို့ရှိရင်ဒီအနောက်ကခြေစားကိုလည်းတင်းပြီးတော့ဖြတ်ထားလိုက်မယ်နော်။ပြီးရင်ဒီခြေစားလေးကိုလည်းအစားတက်လိုက်မယ်။ ဒါဆိုရင်ဓာမျိုးလေးကိုဒီအမျိုးနောက်ထပ်တစ်ခုဒီအယောင်နဲ့ထိုးမယ်နော် ပြကြပြီဆိုလို့ရှိရင်ဒီအဖြူရောင်နဲ့လည်းဒီလိုမျိုးပုံစံတိုင်းပဲတစ်ခုထိုးမယ်စုစုပေါင်း3ခုထိုးရမှာပေါ့နော်ဒါဆိုရင်ဒီမှာဓာမျိုးလေး3ခုထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုလက်တွေခြေောက်တွေထိုးပါမယ်နော်အရင်ဦးဆုံးလက်ချောင်းလေးတွေခြေချောင်းလေးတွေအတွက်ကတော့ဒီအဖြူရောင်ခြေစကိုသုံးမယ်နော်ဒီအောက်အစကိုနည်းနည်းလေးခြံထားမယ်ပြီးသွားပြီဆိုတော့မှဒီနားလောက်မှာ cylinder လေးလောက်ပါမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်လက်ချောင်းလေးတွေခြေချောင်းလေးတွေဖြစ်ဖို့အတွက်ဒီမှာ chain လေး9ခါထိုးပါမယ် ချင်းခုနကပြီးသားပြီဆိုလို့ရှိရင်သူ့ကိုခြေစားဖြတ်လို့ရပြီပေါ့နော်ခြေစားနည်းနည်းရှည်ရှည်လေးထားပြီးတော့ဖြတ်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးကိုလည်းအဲခြေချောင်းနှစ်ချောင်းလက်ချောင်းနှစ်ချောင်းဆိုတော့လေးချောင်းဖြစ်အောင်ထိုးလိုက်မယ်နော်ဒီလိုမျိုးလေးလေးချောင်းရသွားအောင်ထိုးထားလိုက်မယ်နော်ဒီတော့ရင်အောက်ကလက်လေးတွေခြေောက်လေးတွေအတွက်ကိုတော့ဒီနေရာမှာဒီအညိုရောင်ခြေစလေးကိုသုံးပြီးတော့ matching ring ထဲမှာ single crochet လေး6ခါအရင်ထိုးလိုက်ပါမယ်နော် ီးသွားရင်ခြေကိုဆွဲတင်လိုက်မယ်နော်ပြီးသွားပြီဆိုရင်အရှိဆုံးကအပေါက်လေးမှာသူ့ကိုရှက်ကော်လေးထိုးပါမယ်ပြီးသွားပြီဆိုရင်ချင်းလေးတစ်ခါထိုးလိုက်မယ်ဒီအဆင့်မှာတော့သူ့ကို single crochet လေးရှက်ကော်ထိုးတဲ့ပေါက်မှာအရင်ဆုံးတစ်ခါထိုးလိုက်မယ်ပြီးသွားပြီဆိုရင်သူ့ရဲ့ဘေးကက်ရဲ့အပေါက်ပေါ့နော်ဒုတိယတစ်ပေါက်မှာ increase လေးတစ်ခါထိုးပါမယ် increase ဆိုတော့ single crochet တစ်ပေါက်ထဲကိုနှစ်ခါထိုးလိုက်တာနော်ဒါဆိုရင်ဒီမှာဒီအဆင့်မှာ single crochet တစ်ခါ increase တစ်ခါကို ထိုးသွားရမယ်နော်ပြီးသားပြီဆိုရင်ဒီအရှိဆုံးကအပေါက်လေးမှာသူ့ကိုပြန်ပြီးတော့ရှက်ကော်လေးပြန်ချိတ်လိုက်ပါမယ်နော်ပြီးရင်နောက်တစ်ဆင့်သွားဖို့အတွက်ချိန်တစ်ခါထိုးမယ်ပြီးရင်ဒီရှက်ကော်ထိုးတဲ့ပေါက်မှာ single crochet လေးတစ်ခါပြန်စမယ် စင်ရင် crochet တစ်ခါပြီးသွားပြီဆိုရင်သူ့ရဲ့ဘေးတစ်ပေါက်ပေါ့နော်ဘေးတစ်ပေါက်ကဒီအပေါ်ရန်ခြေစားကိုယူမယ်ပြီးရင်နောက်တစ်ပေါက်ကအပေါ်ရန်ခြေစားကိုယူမယ်ဒါ decrease ထိုးတာပေါ့နော်ဒါဆိုရင်စင်ရင် crochet တစ်ခါ decrease တစ်ခါပြီးသွားပြီဆိုလို့ရှိရင်စင်ရင် crochet ပြန်လာမယ်ပြီးရင်နောက်တစ်ပေါက်မှာ decrease လေးထိုးမယ်နော်နောက်ပေါက်ကိုတစ်ပေါက်တည်းဖြစ်အောင်ပေါင်းထိုးတာပေါ့နော် 是的，新年好吃的变辣了。 ဒါဆိုရင်ပြီးပြီဆိုလို့ရှိရင်ပထမအဦးဆုံးထုတ်ခဲ့တဲ့ single crochet ပေါက်လေးမှာသူ့ကိုဖြတ်ကော်လေးထိုးပြီးခြေစားဖြတ်လို့ရပြီပေါ့နော်။ chain လေးတစ်ခါလည်းထိုးလိုက်မယ်နော်။ပြီးတော့ရင်ခြေစားကိုနည်းနည်းလေးခြံပြီးတော့ဖြတ်လိုက်ပါမယ်နော်။ပြီးရင်ခြေဆွဲထုတ်ပါမယ်။ဒီအလဲကောင်ကခြေစားကိုတော့ဖြတ်ထုတ်လိုက်လို့ရပြီနော်။ဒါဆိုရင်ဒီမှာအခုထိုးထားတဲ့ဒီ leg ကလေးကိုပေါ့နော်သူ့ရဲ့ဒီအနားတွေကိုပြန်ပြီးတော့ အဲ့လေးနဲ့လိုက်ချုပ်မယ်နော်ပေါ်ရန်ချီစလေးလေးကိုယူလိုက်ပြန်ပြီးလွှဲတင်လိုက်တဲ့ခါကျတော့ဒီအနားလေးတွေကကျုံသွားတာပေါ့နော်ပြီးသွားပြီဆိုရင်ဒီအပေါက်သေးကိုဒီလိုလေးထိုးထည့်လိုက်မယ်ထိုးထည့်ပြီးတော့ဒီလိုလေးခြံထားမယ် ပြီးရင်ဒီမှာစောစောကလက်ချောင်းလေးဖြစ်တဲ့အဖြူရောင်ခြီစလေးကိုပြန်တွဲချုပ်မယ်နော်ချုပ်တဲ့ခါကျရင်ဒီခွင်းလေးတွေကိုအဖြူရောင်ခြီစကိုထိုးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင် ီလိုလေးလောက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုလည်းဒီအဖြူရောင်ရှည်စားကိုလည်းဒီအနောက်ပေါက်ထဲကိုလည်းဆွဲယူလိုက်မယ်เนาะလိုပုံစံလေးပေါ့เนาะပြီးရင်ဒီနှစ်ခုကိုလည်းချိန်ပါမယ် ဒါဆိုရင်ဒီအစတွေကိုဖြတ်ထုတ်လိုက်လို့ရပြီပေါ့နော်ဒါဆိုရင်ဒီလိုပုံစံလေးရတာမယ်။စောစောကထိုးခဲ့တာမျိုးဒီလိုမျိုးလေးကို၄ခုထိုးမယ်။ပြီးတော့ရင်ဒီအချောင်းလေးတွေနဲ့အခုလိုပုံစံနဲ့တွဲမယ်ပေါ့နော်။စုစုပေါင်း၆ချောင်းနဲ့၄ချောင်းဆိုတော့၄ခုရအောင်လုပ်သွားပါမယ်နော်။ပြီးသွားပြီဆိုလို့ရှိရင်ဒီရုပ်လေးကိုပုံဖော်မယ်နော်။ရုပ်လေးကိုကော်မကတ်ခင်မှာ သူ့ကိုမျက်နှာလေးကိုအရင်ဆုံးပုံခေါ်လိုက်မယ်နော်အရင်ဆုံးဒီချုပ်အပ်လေးနဲ့ဒီမှာခြေကိုနှစ်ပင်ယူထားတယ်နော်ဒီကြောင့်ဖြစ်လို့ရှိရင်ဒီရလေးကိုယူမယ်ရလေးကိုယူပြီးသားပြီဆိုရင်ဗဇက်လေးကိုအရင်ပုံခေါ်လိုက်မယ်နော် ဒါဆိုရင်ဒီလိုမျိုးလေးရတာပြီဆိုလို့ရှိရင်ဒီအနောက်ကဟာလေးတွေကဒီတိုင်းပဲဖြတ်လိုက်လို့ရရယ်နော်။ဟုတ်လဲဆိုတော့သူ့ကိုကော့ကက်တဲ့အချိန်ကျတော့ဒါလေးတွေကိုကော်နဲ့ပြဲတုပ်လိုက်ရပါတယ်။ဒါကြောင့်ဆိုရင်မျက်လုံးလေးတွေကိုတော့ဒီနှာခမ်းရဲ့အပေါ်ဘက်လေးတွေမှာတက်မယ်နော်။ဒါကိုတော့ဒီကြမ်းတဲ့အပိုင်းကိုတော့ကော်လေးတွေတွဲပြီးတော့သုံးမယ်နော်။ပြီးရင်ဒါလေးတွေကတော့ဒါကော်ကက်ပြီးတော့မှပဲပြန်တွဲချုံမယ်နော်။ မယ်ဆိုရင်တော့သူ့ကိုလက်လေးတွေခြေထောက်လေးတွေပြန်တွင်းမယ်နော်။ ဆိုရင်တော့ biscuit key chain လေးတွေရသွားပြီပေါ့နော်ဒီနေရာမှာကိုကြိုက်နေတဲ့တဲ့ key chain ခွင်းလေးတွေနဲ့တွဲပြီးတော့အလှဆင်လို့ရပါတယ်နော်ထိုးလေးလေးကလွယ်တဲ့အတွက်လိုက်ထိုးရတာအဆင်ပြေမယ်ထင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်